လွိုက်လင်းမျိုးတန်ရှင်းတာယာလပရည်နှင့်သွေးလွန်တကွေးယောဂကျူတင်ကာကွယ်နိုင်စေရေးစုပေါင်းတန်ရှင်းရေးဆောင်ရွက်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလွိုက်လင်းခရိုင်လွိုက်လင်းမျိုးတန်ရှင်းတာယာလပစီရန်နှင့်ပညာသင်ကြားနေသောကျောင်းသားကျောင်းသူလေးများသွေးလွန်တကွေးယောဂကျူတင်ကာကွယ်နိုင်စေရေးအတွက်ယနေ့နေ့နဲ့ပိုင်းကခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကြည်မြင့်ဦးဆောင်ကခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများ တက်နေတက်ရင်မှအရာရှိစစ်တီများကျောင်းဆရာဆရာမများကျောင်းသားကျောင်းသူများနဲ့ရဲမီးရဲဖားများမှအစိုးရနီးပညာအထက်တန်းကျောင်းပင်လုံတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်အဆိုပါမြို့တန့်ရှင်းတာယာလပစီရင်နှင့်သွေးလွန်တကွေးယောဂကျူတင်ကာကွယ်နိုင်စေရေးအတွက်အပတ်စဉ်စနေနေ့တိုင်းတက်မှတ်နေရများအလိုက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ